်အားလုံးပဲမင်္ဂလာပါဗျာအောင်ပြီးခဲ့တဲ့ဒီဘက်ကကျွန်တော်တို့ဒီအမကန်နဲ့ပတ်သက်ပြီးတော့မှာ find this ဆိုပြီးတော့မှာအကြောင်းလေးတွေအဲစပြုပြီးတော့မှာညီတန်းလေးပြောခဲ့ပါတော့အခုဒီနေ့မှာဆိုလို့ရှိရင်တော့အာအမကန်ဆိုတာဘာလဲလို့ကျွန်တော်က AI ကိုမေးမြန်းထားတဲ့เนาะ AI ကနေပြီးတော့မှာပြန်ဖြေထားတဲ့ဟာလေးကိုပြန်ပြီးတော့မှာ share လေးလုပ်ပြီးမှဖြစ်ပါတယ်လောဆယ်ဒီ idea တွေရာ အဲကျွန်တော် AI ရနေမေးရဲ့ idea ဖြစ်ပါတယ်ကျွန်တော်တို့ဒီဘက်က Amazon အဲ company တွေနဲ့ Amazon ရှိရနေထုတ်ထားတဲ့ဟာတွေမဟုတ်သေးပါဘူးအဲဒါတွေကလက်ရှိကတော့ကျွန်တော်က AI နဲ့ပတ်သက်ပြီး AI ကိုအမေးဖြေလေးတွေလုပ်ထန်ဟာလေးတွေကိုဒါကျွန်တော်တို့ရဲ့အာညီကောင်မတွေကိုသိစေချင်လို့အဲအရင်ဆုံး share လေးလုပ်ပေးခြင်းဖြစ်ပါတယ်နောက်ပိုင်းကြလို့ဆိုရင်တော့ဒါ Amazon company တွေကဘယ်လိုလုပ်လုပ်တယ်အာဘယ်လိုအာလူသားတွေတော့ကိုအကျိုးပြုပေးတာလဲ ဒါဒီចောင်းနေရာတွေကိုကျွန်တော်တို့ကဆက်ပြီးတော့มาရှင်းပြသွားပြီးมาဖြစ်ပါတယ်အခုလောလောဆယ်ကတော့အာ AI ကိုအမီးထားတဲ့အမီးလေးတွေကိုပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ပြောပြသွားပြီးมาဖြစ်ပါတယ်အဲ့တော့တော်တော်များပါတယ် AI နဲ့ကျွန်တော်တို့အမီးမြန်လောက်ထားတဲ့ဟာလေးတွေပေါ့เนาะအာ ChatGPT တို့เนาะ DC တို့เนาะနောက်တစ်ခုက Grok 3တို့เนาะနောက်တစ်ခုက Google က Google AI တို့ပေါ့เนาะဒါတွေကိုကျွန်တော်တို့မီးထားတဲ့ဟာလေးတွေပေါ့ အခုသူ့ကိုမေးရတာကကျွန်တော်ဘာလဲဆိုလို့ဆိုရင်အတ္တအမကံဆိုတာဘာလဲပေါ့နော်အတူပြေထားတာကအတ္တအမကံဆိုတာ light and sure ဆိုဒီမှာတဲ့လူတဦးရဲ့အတ္တအန္တရာယ်နဲ့ပတ်သက်ပြီးတော့တဲ့အန္တရာယ်များကိုကာဝယ်ပေးသည့်ငွေကြီးအစီအစဉ်တစ်ခုဖြစ်ပါတယ်တဲ့အတ္တအမကံဆိုလို့ဆိုရင်တဲ့အတ္တအမကံထားသူ policy holder ပေါ့နော်သူကွယ်လွန်သွားတဲ့အခါကျလို့ဆိုရင်ဒါမှမဟုတ်တတ်မှတ်ထားတဲ့ကာလအတွင်းမှာနော်မတန်ဆွမ်းဖြစ်ပါကသူတို့ရဲ့မိသားစုဝင်များ သို့မဟုတ်အကျိုးခံသာခွင့်ရှိသူ beneficiary ပေါ့နော်အဲ့ဒီလူတွေကိုငွေကြေးအထောက်အပံ့ပေးရန်သူကရည်ရချက်ဖြစ်ပါတယ်တဲ့အတ္တအမကေနောက်တစ်ခုကသူရည်ရထားတာပေါ့နော်အတ္တအမကေရည်ရချက်များကိုသူကထက်ရှင်းပြလာတယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1ကမိသားစုငွေကြေးလုံခြုံမှုပေးရန်နံပါတ်1ကပေါ့နော်အဲ့တော့အမကန်ထားသူ꿰လုံးနဲ့ဆိုလို့ရှိရင်တော့ကျန်ရဲသူမိသားစုဝင်တွေကိုငွေကြေးအထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်တဲ့ အနာဂတ်ငွေကြေးအစီအစဉ်နံပါတ်2ကငါအနာဂတ်ငွေကြေးအစီအစဉ်အဲ့တော့အချို့တော့တဲ့အတ္တအာမခံပေါ်လဲစီးရီးယားရင်းနှီးမြှုပ်နှံမှုအဖြစ်နဲ့လှုပ်ဆောင်နိုင်ပြီးတော့အနာဂတ်အတွက်ငွေကြေးအကျိုးအမြတ်တွေရရှိနိုင်မှာဖြစ်ပါတယ်တဲ့နံပါတ်3အခွန်ကာကွယ်မှု အာမခံပေါ်လစီများဟာတဲ့အခွန်ကာကွယ်မှုမှလည်းပေးနိုင်တယ်လို့သူကဆိုထားပါတယ်အဲနောက်တစ်ခါကျတော့အာမခံ အတ္တအာမခံအမျိုးအစားများအာမခံအမျိုးအစားမဟုတ်သေးဘူးเนาะအတ္တအာမခံအမျိုးအစားများတော့နံပါတ်1အနေနဲ့ကတော့သူကဘာပြောရလဲဆိုရင်တက်တန်းကုန်အတ္တအာမခံတင်းလိုက် issue ရတယ်ပေါ့เนาะတတ်မှတ်ထားတဲ့ကာလဥပမာ10နှစ်နှစ်20အဲ့တော့အဲ့အတွင်းကိုသူကအာမခံပြီးတယ်အဲကာလကုန်ဆုံးတဲ့ခါကျလို့ဆိုရင်အာမခံပမာဏကိုပြန်ပြီးတော့ မရရှိဘူးတက်တန်းကုံဆုံးတဲ့ခါကြလို့ဆိုရင်တိုးတော်လဲဂျားထဲမှာတစ်ခုဖြစ်ခဲ့ပဲဆိုလို့ဆိုရင်တော့ဒါရရတယ်ပေါ့ပြောချင်တာအဲ့တော့ဒီအာမတ်ကန်ကတော့သူကဈေးလုံးတက်တာတဲ့အစီအစဉ်ဖြစ်ပါတယ်တဲ့နောက်တစ်ခုနံပါတ်2တက်တတာအာမတ်ကန် whole line issue ရတယ်ပေါ့အဲ့တော့အာမတ်ကန်ထားသူရဲ့တက်တတာလုံးအာမတ်ကန်သူကပေးတယ်အော်ငွေကြေးအကျိုးမြတ်များရရှိတယ်နောက်အရင်းနှီးမှုအရင်းနှီးမြုပ်နှံမှုဖြစ်နေလှုပ်ဆောင်နိုင်တယ် ်ဇေနုံအားဖြစ်တော့သူကအမြင့်မားတယ်ရေရှည်မှာဆိုလို့ဆိုရင်ငွေကြေးအကျိုးကျေးဇူးတွေသူကရရှိနိုင်တယ်ပေါ့နော်သူပြောရတာကနောက်တစ်ခုကကျွန်တော်နံပါတ်3ကပေါင်းဆက်အာမခံ Universal Life Insurance တဲ့အသက်တက်တန်မိမိရဲ့တက်တန်ကုန်တဲ့အထည်ကိုသူကတတတအာမခံဖြစ်ပြီးတော့အားသာချက်များကိုသူကပေါင်းဆက်ထားတယ်ပေါ့ပေါင်းထည့်ထားတယ်ပေါ့ policy တန်ဖိုးကိုသူကစီမံခန့်ခွဲနိုင်ပြီးတော့ငွေကြေးအကျိုးအမြတ်များလည်းသူကရရှိနိုင်ပါတယ် ော့ဒါကတော့ကျွန်တော်တို့ဒီဒီလက်ရှိအာ policy ဟိုစာဖြစ်နေတယ် policy လက်ရှိဟိုဟာ yam policy ဖြစ်နေတယ်ဒီအာ universal life ပေါ့နော် UL လို့ခေါ်တာပေါ့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီ policy ကိုဆိုလို့ရှိရင်ဒါထားလာတယ်ပေါ့နော်အာကျွန်တော်တို့တသက်တာအသက်တည်ဆုံးတဲ့အထည်ကိုကျွန်တော်တို့ကထားလာတယ်ပေါ့ဈာထဲမှာတစ်ခုဖြစ်တယ်ဆိုရင်သူရဲ့ဒီ sum assure ရတယ်ပေါ့အဲ့ဒီ amount ကိုကိုယ့်ရဲ့အဲကိုတခုဖြစ်ခဲ့တဲ့တော့ကိုယ့်ရဲ့မိသားစု เนาะ value share တွေကိုပြန်ပေးခြင်းဖြစ်တော့လကောင်ဒါတွေကပြန်ယူရရတာပေါ့အဲ့တော့အတအမခံရဲ့အကျိုးကျေးဇူးတွေကိုသူကပြန်ရှင်းပြတာလေအဲ့တော့မိသားစုအတွက်ငွေကြေးလုံခြုံမှုအာမခံထားသူကွဲလွန်ပါကတဲ့မိသားစုအတွက်ငွေကြေးအထောက်ပံ့ဖြစ်စီပါတယ်တဲ့နောက်အနာဂတ်ငွေကြေးအစီအစဉ်တဲ့အချို့သောအတအမခံ policy တွေအရဆိုလို့ရှိရင်ရင်းနှီးမြှုပ်နှံမှုဖြစ်လောက်ဆောင်နိုင်ပါတယ်တဲ့ ဥပမာအဲကျွန်တော်ဘန်မာလုံငွေစုတယ်ပေါ့အာဘန်မာငွေစုတော့ပဲနဲ့အာမဂန်ကုမ္ပဏီမှာငွေစုတဲ့ပုံစံမျိုးတွေလာပြီးတော့အာမဂန်ထားတယ်။အာငွေစုတာလည်းဖြစ်တယ်အာမဂန်ထားပြီးသားလည်းဖြစ်တယ်။အဲဒီလိုမျိုးကိုသူကဆုလို့ကျင်တာပေါ့နော်။အဲနောက်တစ်ခုကကြတော့ဒီဟိုတော့စိတ်ချရမှုပေါ့အနာဂတ်မှာငွေကြေးလုံခြုံမှုရှိစီရဲ့တဲ့စိတ်ချရမှုကိုလည်းသူကပေးစနိုင်ပါတယ်တဲ့။ ပြောချင်တာကတော့ဘယ်လိုလဲဆိုတော့သူကအာမခံကုမ္ပဏီတွေကခိုင်မာမှုရှိသလိုအဲငွေကြေးနဲ့ပတ်သက်ပြီးတော့တစ်ချိန်ချိန်မှာသူကဟိုဒါပြန်တေချာတဲ့ပြန်ရနိုင်မှုမျိုးပေါ့ဒါမျိုးတွေကိုသူကဆွလို့ချင်တာပေါ့ဟောနောက်တစ်ခုကအောက်ချက်အနေနဲ့ကတော့သူကဘာပြောထားလဲဆိုလို့ရှိရင်အတ္တအာမခံဟာဆိုလို့ရှိရင်အနာကငွေကြေးလုံခြုံမှုအတွက်အရေးကြီးသောအစီအစဉ်တစ်ခု ဖြစ်တယ်တဲ့သူကအောက်ချက်ချတာလေနောက်တစ်ခေါက်ချက်တစ်ခုကကျတော့မိသားစုအတွက် ငွေကြေးအထောက်ပံ့ပေးရန်အနာဂတ်တွင်ငွေကြေးအကျိုးကျေးဇူးများ ရရှိနိုင်ရန်နှင့်စိတ်ချရမှုကိုမေးစွမ်းနိုင်ပါတယ်ဆိုပြီးတော့သူကမှတ်ချက်ပေးထားတယ်။အဲ့တော့အဲဒါကတော့ AI ရဲ့เนาะဖြည့်ရှင်းချက်ပေါ့ AI ရဲ့ကျွန်တော်တို့ကျွန်တော်တို့ရဲ့အမေးကိုသူကဖြေထားတဲ့အချက်တွေပေါ့နော်အဲကျွန်တော်တို့ဒီလက်ရှိအမေရိကန်ကုမ္ပဏီတွေမှာအာเนาะသူချပါထားတဲ့စင်ပြင်းနေတယ်ဆိုလို့ဆိုရင်လည်းဒါကအာသူပြောထားတဲ့နေရာတော်တော်လေးကို အဆင်ပြေတယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းအချင်းလုံးနေတာဖြစ်တယ်ပေါ့နော်အဲ့တော့ခုနကသူပြောထားတဲ့အချက်ဒီမှာဆိုလို့ရှိရင်နော်မိသားစုအတွက်နော်ငွေကြေးစီမံခန့်ခွဲမှုတွေလုပ်နိုင်တယ်မိသားစုအတွက်ကိုတော့အနာဂတ်ငွေကြေးအစီအစဉ်တွေလုပ်နိုင်တယ်အဲ့တော့အခုလက်ရှိကာလမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမြန်မာပြည်မှာဖြစ်နေတဲ့เนาะအာဒီကာလမှာဆိုလို့ရှိရင်ဒါငလင်ဖြစ်တယ်ပေါ့ငလင်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဒီငလင်ပြီးတော့ကုကြရတယ်တက်ကုတဲ့ခါမှာကျွန်တော်တို့စကိုင်းရောက်တယ်เนาะစကိုင်းမှာဆိုလို့ရှိရင်ဒါအ အဲစကိုင်းတမျိုးလုံးညီမကိုတတော်ကြီးကိုအချင်းကြီးတွေစိုးတယ်ပြီးတော့ကျွန်တော်မန္တလေးကြီးကြီးတယ်မန္တလေးမှာလည်းဒီတိုင်းပဲအားကြောင့်မစိုးရင်ကြောင်းတိုက်တစ်တို့တိုက်ဟောင်းတို့เนาะအာနောက်တစ်ခုကဓမ္မကရာဟိုဝါစုချောင်းတို့ဓမ္မရရဝါစုချောင်းတို့အာဒီနေရာတွေဆိုလို့ဆင်လည်းတော်တော်ကြီးကိုအချင်းကြီးတွေကအဲအကုန်လုံးပုံသွားတယ်လို့ဖြစ်သွားတာပေါ့เนาะအဲပြီးတဲ့ခါကျတော့ပြင်မနာเนาะကျွန်တော်ရောက်တဲ့နေရာတွေအဲပြင်မနာမှာဆိုလည်းတော်တော်လေးဖြစ်တယ် အပြင်မနာဒီတက်ကုန်းနဲ့ပတ်သက်တက်ကုန်းနေမှာဆိုလို့ဆိုရင်လည်းရှုပ်ရွာတွေဆိုလို့ဆိုရင်တော်တော်လေးကိုအကုန်လုံးကုံရွာတွေရွာထက်ချန်ကွဲတာတော့ဘာလို့အဲ့လိုမျိုးတွေထိကြအောင်ဖြစ်တယ်။ဟောတော့ဒီနေရာမှာဆိုလို့ဆိုရင်အာမခံအတွေ့အကြုံရှိတဲ့သူတွေအာမခံအမြင်ရှိတဲ့သူတွေဒီလူတွေကကြတော့ဒီအိမ်ကိုသူကအာမခံထားတယ်မိအာမခံထားတယ်ဒီအိမ်ကိုမိအာမခံထားတဲ့ပုံမှာအဲ့ဒီနောက်မှာမှသူကပါလာလဲဆိုလို့ဆိုရင်အခုငလင်ပြီးအာမခံတို့ရေးကြည့်ရှင်အာမခံတို့နော်အဲ့အားလိုမျိုးတွေပါလာဒီဒီအတွက် သူတို့တွေကယောက်ျားတွေရတယ်ရတဲ့ခါကျတော့ဒီအိမ်တွေကိုပြန်ပြီးတော့တိဆောက်နိုင်တယ်အော်အဲ့ထဲမှာမှကျွန်တော်တည်ဆုံသူတွေပါတယ်တည်ဆုံသူတွေအနေနဲ့ကျတော့ဒီမှာအာမခံထားတဲ့သူတွေဆိုလို့ရှိရင်ကျန်ခဲ့တဲ့မိသားစုတွေအတွက်ဒီအာမခံ community တွေကနေယူပြီးတော့ငွေကြေးထားပါမှုတွေပြန်ပြီးတော့အာပေးရတယ်အော်ယောက်ျားပေါ့နော်အာမခံထားတဲ့အပေါ်မှာသူတို့ရဲ့ sum insurance ကိုပြန်ပြီးတော့သူတို့ကပေးရတာပေါ့အဲဒါမျိုးတွေရှိရဲ့အဲ့တော့ လက်ရှိမှာအဲ့လိုအထွေကြုံတွေနေကြတဲ့အခါကျတော့အာမခံနဲ့ပတ်သက်ပြီးတော့ထားရအားကြီးအရန်နေတယ်နေတဲ့အခါကျတော့အဲကျွန်တော်တို့တော်တော်လေးကိုဒီဟိုဒီနောက်ွယ်အောင်မလိုက်နိုင်ဘူးပေါ့เนาะအဲမလိုက်နိုင်တဲ့အခါကျတော့ဘာလဲဆိုတော့ဟိုပြပလို့မဖြစ်နိုင်ဘူးအထိုင်းလို့ဘာလို့ဆိုလို့ဆိုရင်ဒါအဲအာမခံကထားရကြတာများတယ်အထွေကြုံတွေများတယ်များတဲ့အခါကျတော့ဆုံးရှုံးမှုတစ်ခုဖြစ်သွားပြီဆိုလို့ဆိုရင်ပြန်ပြီးတော့ ရင်းစားပြန်ရပြီးတော့မှအမကန်ကုမ္ပဏီကနေရင်းစားပြန်ရပြီးတော့မှเนาะပြန်ပြီးတော့ထူထောင်နိုင်တယ်ပြန်ပြီးတော့အိမ်ကပြုတ်သွားတယ်ဆိုလို့ဆိုရင်လည်းအိမ်တလုံးကိုပြန်ပြီးတော့စောင့်နိုင်တယ်အဲလူတယောက်ဒုက္ခိတာဖြစ်သွားတယ်ဆိုလို့ဆိုရင်လည်းဒီဒုက္ခိတာပေါ်မှာမူတည်ပြီးတော့သူရဲ့အာ personal accident အာအမကန်မျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုသူကအချုပ်ခံစားခွင့်တွေရတယ်ဟာလားအတအမကန်နဲ့ပတ် အကားနေပြီးတော့မှဒီအဲထောက်ပံ့မှုတွေကိုပြန်လဲရရှိရတယ်ရှိတယ် တော့ဒီဥစ္စာတွေကိုကျွန်တော်ဆက်ပြီးတော့မှအဲဆက်လက်ဆွေးနွေးပြီးသွားပါမယ်အခုကတော့ကျွန်တော်ဒီအပိုင်းလေးကိုအ AI နဲ့ဆွေးနွေးချက်လေးတွေကိုဒီလောက်နဲ့ပဲဒီကိုချုပ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ